ကျွန်တော်တို့ဒီနေ့ည7:00နာရီမှာ Chelsea ပွဲရှိပါတယ်။ဒီတော့ဒီပွဲစဉ်က Premier League ရဲ့ဆွဲပွဲမြောက်ပွဲစဉ်ပဲဖြစ်ပါတယ်။ကြင်ရမယ်သင်ရတော့ Spurs နဲ့ပါ။အဝေးကွင်းဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ဆိုတော့ဒီပွဲက Premier League အဆင့်3နဲ့အဆင့်6ရဲ့ပွဲစဉ်မှာ Spurs တင်းကလည်းနီးပြတဲ့ Thomas Frank လက်ထက်မှာပို့ပြီးတော့ခြေတက်လာတော့မြင်နေရတာပါ။ Spurs ရဲ့နောက်ဆုံးပွဲစဉ်၅ခုကိုကြည့်မယ်ဆိုရင်လည်းရလဒ်ကမစိုးလို့ပဲပြောလို့ရပါတယ်။တစ်ဖက်မှာကျွန်တော်တို့ Chelsea ကတော့ Sunderland ကိုတော့ရှုံးနေထားခဲ့တာပါ။ဒီတော့ Chelsea အသင်းကဒီပွဲကိုအနိုင်ရရှိဖို့လိုအပ်နေပါတယ်။ တိုက်စစ်မှုဒီလက်အနီးကပ်ရရှိထားပြီးတဲ့နောက်မှာတော့ဒီပွဲရဲ့အထောင်တိုက်စစ်မှာဂျောင်ဘက်ဒရိုမြင်တွေ့ရနိုင်ခြေရှိပါတယ်။အဇိုမာရက်စ်ကအနေနဲ့တော့ပုံမှန်4231ကစားကွက်နဲ့ပဲပွဲဥထွက်လာမှာလို့ပဲထင်ပါတယ်။ကမန်လူစင်ကတော့အထောင်တိုက်စစ်မှာဂျောင်ဘက်ဒရိုတောင်မန်နှစ်ဖက်မှာဂါနာချိုနဲ့နက်ဒိုရိုရှိနေနိုင်ပါတယ်။ဝင်းလင်မှာတော့တန်နီယာနဲ့ဒွဲလုံးကိုမြင်တွေ့ရနိုင်ပါတယ်။မာလိုကက်ဖတိုကိုလည်းတွေ့ရဖို့ရှိပါတယ်။ဂါစစ်ပိုင်းမှာတော့ကျွန်တော်တူရဲရဲ့အမြင်ကတော့ကူကူရဲလာချယ်လိုပါအချင်းပေါင်းနဲ့ရီဖ်ဂျိမ်းတို့ကိုမြင်တွေ့ချင်ပါတယ်။ကျွန်တော်ပြောသွားခဲ့တာကကမန်လိုင်းရဲ့တင်တဲ့ပတ်စင်းနဲ့အမြင်တွေဖြစ်လို့တကယ်တကယ်ပွဲထွက်လာရင်ထပ်တူမကြရလည်းရှိကောင်းရှိနိုင်ပါတယ်။ကစားသမားတွေကို Alonso Morales ကဘယ်လိုအသုံးချမလဲဆိုတဲ့အပေါ်မှာမူတည်နေရပါဒီဘက်မှာတတိယအမှာတစ်ခုက Lexi Spa အသင်းကအဆင့်3မှာရပ်တည်နေရပါဒီတော့ဒီအသင်းကိုဖျက်ချော်ဖို့လိုအပ်ပါတယ် Chelsea အသင်းအနေနဲ့တေချာလေးအောင်စိုက်ပြီးတော့ကစားရမယ်ပွဲတစ်ပွဲလိုပဲမြင်မိပါတယ်အခုလိုမျိုးဆုံးထိကြည့်ရှုသွားပေးတဲ့တချင်းတွေအောင်လည်းကျေးဇူးတင်ပါတယ် Drones Walk ကို Like and Follow လေးလုပ်သွားဖို့လည်းပြောချင်ပါတယ်ခင်ဗျာ